ူပေါင်းတာဆင်များစွာတေဆုံးခဲ့ရတဲ့မကြာသေးခင်ရက်တွေအတွင်းဖြစ်ပွားခဲ့တဲ့ဒေတာတဝန်းရေကြီးမှုတွေအတွင်းပိတ်မိနေခဲ့တဲ့ဒေတာခံတွေကိုကယ်တင်နိုင်ဖို့အင်ဒိုနီးရှား၊ထိုင်းနဲ့မလေးရှားနိုင်ငံတို့ကအာနာပိုင်တွေချက်တာပရီနေကအပူတပြင်းလှုပ်ဆောင်နေကြပါတယ်။ ဆူမန္တရာမြောက်ပိုင်းမှာရေကြီးမှုနဲ့မြေပြိုမှုကြောင့်ဒေဆုံးကြရသူအရေအတွက်မှာ19ဦးထိရှိလာပြီဖြစ်ပြီးဒါဇင်ပေါင်းများစွာပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ဒီဒေသမှာရပ်ပေါင်းများစွာမူကြီးပြီးရွေလွှမ်းမှုမှုတွေဖြစ်ခဲ့တာပါ။အပြက်အစီးနဲ့အမှိုက်တရိုက်တွေကြောင့် လမ်းတွေပြည့်စည်ကအဲ့ဒေတာတွေမှာမတော်နိုင်ဖြစ်နေပါတယ်။စက်တော်ရေနံလျက်စင်မီတွေဟာလည်းအလားတူပြတောက်လျက်ရှိနေပြီးတော့မြို့သားကယ်ဆယ်ရေးနဲ့ရှာဖွေရေးအေဂျင်စီအရာရှိ MA3C က AFP ကိုပြောပါတယ်။အချင်းပြည်နယ်မှာမိုးတက်ထန်စွာရွာသွန်းမှုကြောင့်လူထောင်ပေါင်းများစွာကိုအရေးပေါ်ရွှေ့ပြောင်းကဲထုတ်ပေးခဲ့ရပါတယ်။ကြည်ကြီးတာကတကယ့်ကို ပြင်းထန်ပါတယ်လို့အသက်48နှစ်အရွယ် is new စင်နာကပြောပါတယ် သူ့အိမ်ရှိရာအချေးပြည်နယ်ဒုတိယမြို့တော်လွတ်စီမောမှာရင်းနှီးမြုပ်နေပြီဖြစ်ပါတယ်။ဒေသတွင်အဝေးပြေးလမ်းမှာကြီးရဲဟာလည်းအသုံးပြုလို့မရတော့ဘူးလို့သူက AFP ကိုပြောပါတယ်။ဒေသတစ်ခုလုံးလုံးဝတချာဘာသာလိုက်သွားပြီလို့လည်းသူကဆိုပါတယ်။ပုံစံသူရာသီဥတုကြောင့်ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်းကြီးမားပြင်းထန်တဲ့ရေကြီးမှုတွေဖြစ်ပွားလျက်ရှိပြီးအထူးသဖြင့်မလေးရှားနယ်စပ်ခတ်ရိုင်မှာဖြစ်နေပါတယ်ခင်ဗျာ။ လွတ်တော်မီဒီယာရဲ့ဆက်လက်ရပ်တည်ခံဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။